မိသားစုဘဝဆိုတာ၄မျိုးရှိတယ်တဲ့လူလောကမှာလူတွေဟာပေါင်းသင်းနေထိုင်ကြတယ်မျိုးသားနဲ့မျိုးသမီးအိမ်တော်ဘက်ဖြစ်ရွေးချယ်ပြီးတော့အတူတကွနေကြတဲ့အခါမှာအတွဲ၄မျိုးရှိတယ်လို့ဆိုလို့ရပေါ့နော်အဲ့ဒီ၄မျိုးမှာပထမအတွဲကမြတ်စွာဘုရားသုံးတဲ့စကားလုံးလေးနဲ့တွေ့မယ်သဝနဲ့ဒီဝဆိုတဲ့အတွဲကိုတွေ့တာသဝဆိုတာဒီ ကွန်သိခါလုံးဝမရှိတဲ့အောက်တန်းချတဲ့ဆိုပါစို့ ethics ဆိုလုံးဝမရှိဘူးကိုချင်းတရားပြည့်ရွေးနေတဲ့ပုဂ္ဂိုလ်ဆိုရလို့ခေါ်တယ်ဒေဝဆိုတာကိုချင်းတရားနဲ့တောက်ပြောင်နေတဲ့ပုဂ္ဂိုလ်ဘုရားဆရာဘုရားပြောချင်တာကတော့ကိုချင်းတရားအမျိုးသားနဲ့အမျိုးသမီးအိမ်အောင်ဖက်ကြတဲ့အခါမှာတဲ့အမျိုးသားကကိုချင်းတရားနဲ့ပြည့်စုံပြီးအမျိုးသမီးကကိုချင်းတရားနဲ့မပြည့်စုံဘူးတဲ့ဒါတစ်ခု အမျိုးသမီးကကိုချင်းတရားနဲ့ပြည့်စုံပြီးအမျိုးသားကကိုချင်းတရားနဲ့မပြည့်စုံဘူးတဲ့နှစ်ဦးစလုံးကိုချင်းတရားနဲ့မပြည့်စုံဘူးတဲ့နှစ်ဦးလုံးကိုချင်းတရားနဲ့ပြည့်စုံတယ်လို့မိသားစုဘဝတွဲဖက်ခြင်းဟာခုလို့၄မျိုးရှိတယ်လို့သူဟောတာနော်၄မျိုးရှိတယ်ဒါလောကကြီးတစ်ခုလုံးကိုကြည့်လိုက်ရင်လည်းဒီအနေထားတွေ့ပါမယ်တုံးတဲ့သူကမတူညီတဲ့ပေါင်းဖက်မှုတွေတူညီတဲ့ပေါင်းဖက်မှုတွေ ဒီလိုရှိတာအဲ့တော့မတူညီတဲ့ပုံဖက်မှုတွေနဲ့တသက်ပြီးမြတ်စွာဘုရားဟောတာအဲ့ဒါလို့ခေါ်တဲ့အခါမှာအချင်းချင်းမြတ်စွာဘုရားဟောပုံလေးကိုချိန်မယ်ဆိုဥဘောတ္တာဝဋ္ဌိညုစကတရိယပြိပါဒကတေဟွန်တိသဏိပတယောသဝတံဝတမာကတာနှုတ်ဥစလုံးဟာရှုံချိချက်ကင်းမဲ့ပြီး သူများကိုပေးဖို့ကံမို့ဆိုလုံးဝလည်းမစင်စားဘူးကိုတုံးဖို့ပဲဖြစ်တယ်ကိုပစ္စည်းတရွေးသားမှသူများမပေးဘူးနော်ဘသူ့ကိုမှလည်းဖြန့်ဝေတာမရှိဘူးကတ္တရိယဓမြောတယ်တွန့်တူတယ်ကိုသာတုံးမယ်ဆိုတဲ့စိတ်ဓာတ်ကပြင်းပြတယ်သူများကိုမလုပ်ပေးရမှလည်းကိုရှာထားတဲ့ပစ္စည်းကလွဲတာမဟုတ်ဘူးသူများပေးเสียလားဆိုတဲ့အတွေးတွေခေါင်းထဲမှာရှိတယ် အဲ့လိုတွေမကဘူးလာရောက်တောင်းခံတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ဆက်လွတ်တယ်။နောက်မလာနဲ့နောက်တစ်ခါလာရင်ခွေးတဲ့တိုင်ပဲ။ beware of dog ရှေ့ထားတဲ့အိမ်ချမ်းမှာလည်းခွေးရှိတယ်။ရှိရှိမရှိရှိ။အော်အလူကံဝင်မဝင်ရဆိုဆက်ဖို့လည်းချိန်တယ်။အဲ့လိုဟာမျိုးတွေလုပ်ပြီးတော့တေဟွန်တိသန္နိပတေယောသောဝတ္တဝတ္တမကထာဆို လူလောကကြီးမှာဖြစ်ဖြစ်နေတဲ့အခြေအနေတစ်ခုနဲ့ပတ်သက်ပြီးတော့သူတို့ပြောတာเนาะတမိကောဟောတိဒုတ်တိလောခတရိယောပြိပါဒကောအမျိုးသားကကိုချင်းသီလလုံးဝမရှိဘူးတဲ့အတိတ်ကိုချင်းတရားပြပြတယ်အယက်သေးစားတောက်စားတယ်အကစားဖက်တယ်ကိုချင်းတရားတွေပြပြတယ်အမျိုးသားခတရိယောပြိပါဒကော အဲအလှခန်းနဲ့တောင်းခန်းနဲ့လူတွေဆက်လွတ်တယ်။ပရိယာသီလဝတိဟောတိအမျိုးသမီးကကိုချင်းသီလနဲ့ပြည့်စုံတယ်။ကိုချင်းတရားကောင်းတယ်။နော်ဝတ္ထင်ညူဝိတ္တမစ္ဆရာမျိုးသမီးကရေရောတယ်။ဒီစိတ်နှလုံးဖြူစင်တယ်ရေရောတယ်။သူတော်ရဲ့လိုအချက်ကိုနားလဲတယ်။အဲ့ဒါလို့ အိမ်တော်ဘက်ဆိုလို့ရှိရင်တဲ့အမျိုးသားကတီလမ်းမရှိဘူးအမျိုးသမီးကတီလမ်းရှိတယ်အဲ့ဒီအိမ်တော်ဘက်မျိုးဟာအမျိုးသမီးကဒေဝီခုံကြီးနဲ့တောက်ပပြီးတော့အမျိုးသားကသဝခုံသေးနေတဲ့ပုဂ္ဂိုလ်ပေါ့နော်ခုံသေးခါညှို့နှမ်းပြီးတော့လုံးဝလူ့ဘဝမှာကိုယ်ချင်တရားမရှိသေးတဲ့အတွက်ကြောင့်ခုံသေးခါအပြင်တောက်ပြောင်မှုမရှိတဲ့ အိမ်တော်ပဲလို့မြတ်စွာဘုရားတမန်တယ်။နော်အိမ်တော်ပဲဖြစ်သွားတယ်။နောက်တစ်ပါးအဲ့ဒီမှာနောက်တစ်ခုကသာမိကောသီလဝဟောတိဝဋ္ဌညဝိဒမစ္စရောအမျိုးသားကကိုချင်းတရားကောင်းတယ်အမှန်တမ်းအနေထိုင်ကိုချင်းတရားလေးစားလိုက်တာတယ်ဝိရိညူဝိတမစ္ဆရာဝိတမစ္ဆရော တပည့်သားရဲ့ခံစားချက်လိုလားချက်တွေကိုနားလည်သဘောပေါက်ရမြတ်မကသူဟာဒီကိုယ်သာသုံးမယ်ဆိုရင်စိတ်ဓာတ်မရှိဘူးရဲ့ရောတယ်နော်ဖော်ယူရဲ့ရဲ့ရောတယ် generosity ပေါ့ရဲ့ရောတယ်ပရိယာဟောတိဒုတိလာအမျိုးသမီးကကိုချင်းတရားမရှိဘူးကတရိယာပရိပါဒကနှမျောစိနေပြီးတော့ဆက်ဆိုချိန်မောင်းတတ်တယ် အဲ့ဒီလို့ဆိုလို့ရှိရင်ပါပိသဝသံဝတ္တိသဝေနပတိတာဟမ်အဲအမျိုးသမီးကတိလမရှိသည်ဖြစ်ကြောင်းသဝကွန်တိခာအဖြစ်ညှိုးနွမ်းနေတယ်အမျိုးသားကတိလရှိသည်အတွက်ကြောင်းဒေဝကွန်တိခာအဖြစ်တောက်ပြောင်နေတယ်ဒီမိသားစုဘဝဟာ တူကသီလရှိတူကသီလမရှိဂုံကြီးရှိမရှိနှစ်ခုပေါင်းဖက်ထားတာဖြစ်လို့ဒီအိမ်တော်ပဲဟာတစ်ဖက်နဲ့တစ်ဖက်မလိုက်ဖက်တဲ့အိမ်တော်ပဲလို့သူတို့ပြောရမှာဖြစ်တယ်ပေါ့အဲဒီလိုရှိဒုတိယအိမ်တော်ပဲအနေနဲ့ယောသမီးကလည်းကိုချင်းသီလမရှိဘူးအမျိုးသားကလည်းကိုချင်းသီလမရှိဘူးနှုတ်ဦးလုံးဟာ generosity ဆိုတာလည်းမရှိဘူးသူတို့ဟာဟော ကိုကျင်းတရားလည်းပြပြတယ်အလုံးဟာဟိမူတမှုဆိုရလဲဝေလာဝေးအဲ့လိုနေတဲ့မိသားစုကြတော့နှစ်ဦးစလုံးဟာဒီကိုကြီးအဖြစ်တောက်ပြောက်မှုမရှိလို့ဒီအိမ်တော်ဘက်ကတော့အဆိုးအိမ်တော်ဘက်လို့ဒီလိုပြောမှဖြစ်တယ်နှစ်ယောက်စလုံးအဆိုးရှိပဲအဲ့လိုမဟုတ်ဘဲနဲ့အမျိုးသားကလည်းကိုကျင်းသီလနဲ့ပြည့်စုံတယ် ရရောတယ်အမျိုးသမီးရတဲ့ကိုချင်းသီလာနဲ့ပြည့်စုံတယ်ရရောတယ်ဆိုတဲ့အိမ်တော်ပဲကြတော့နှစ်ဦးစလုံးအကောင်းကြီးကြီးလိုက်ဖက်တဲ့အိမ်တော်တဲ့ချီးမွမ်းမွေကောင်းတဲ့အိမ်တော်ပဲလို့ပြောရမှာဖြစ်တယ်